PUBG Mobile update အသစ်ထွက်တော့မယ်ဆိုရင် event အသစ်တွေဆွဲရတော့မယ် feature အသစ်တွေပါလာတော့မယ်ဆိုရင်မှပျော်နေကြတဲ့တငယ်ချင်းတွေရှိသလိုလာမယ့် update မှာငါဖုန်းကများကောင်းကောင်းစောနိုင်ပါမလားဆိုရင်မှစိုးရင်ကြတဲ့တငယ်ချင်းတွေလည်းအများကြီးရှိကြတယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့လာမယ့် update version 3.9မှာကြည့်မယ်ဆိုရင်တော့ PUBG Mobile ဘက်ကနေဖုန်းအနေနဲ့စောနေတဲ့ player တွေအတွက်တော်တော်လေးကိုကောင်းမွန်တဲ့ setting တစ်ခုဖွင့်ထားပြီးတာမျိုးရှိပါတယ်။ဒီ setting နဲ့ပတ်သက်ပြီးမှကျွန်တော်ဒီ video မှာလက်တွေ့ဖော်ပြပြီးတော့မှဖြစ်ပါတယ်။ နောက်တစ်ခုကတော့ lambda ရှိအောင်မဲပုံအစ်တင်မှာဘယ်ရဲ့ gun ကိုတွေ့မြင်ရမလဲပေါ့ဗျာပထမအဦးဆုံးအနေနဲ့တော့ PUBG Mobile ဘက်ကနေမချာသေးခင်ရပိုင်တော့က owner spin ထွက်ရှိထားတာရှိပါတယ်တကယ်ကျွန်တော် spin လုတ်ဖြစ်လားမလုတ်ဖြစ်ဘူးလားပေါ့ဗျာတော်တော်လေးကို land နဲ့ item နဲ့ outfit တွေ gun skin တွေတွေ့မြင်ရတာမျိုးရှိပါတယ် item တွေကတော့လုံးဝ share ပဲဖြစ်ပါတယ်ဒီမှာတကယ်ချင်းတို့လည်း spin နေပါလေလုတ်ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ် spin နေပါလေလုတ်ဖြစ်တယ်ဆိုရင်လည်း block ထိမှကန်ကောင်းလဲ block ထိမှကန်ဆိုးလဲပေါ့ရာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာ okay ဒါဆိုကျော PUBG Mobile လည်းလာမယ့် update version 3.9မှာရှိမယ်ဆိုရင်တော့ low end device ပေါ့ဗျာဒီက phone အနေနဲ့စုံနေတဲ့ player တွေအတွက် PUBG Commonwealth ကနေတော်တော်လေးကိုလမ်းနဲ့ setting တခုထည့်တာပြတာမျိုးရှိပါတယ်ပထမအဦးဆုံးတော့ကျွန်တော်ဒီဖုန်းကိုကြည့်ရမယ်ဆိုရင် smooth ကိုပေါ့ဗျာ FPS က ultra တိရတာမျိုးရှိပါတယ်60 FPS တော့မရပါဘူးဗျာ extreme ဆိုရင်တော့60 FPS streaming ရတာမျိုးရှိပါတယ်ဒီမှာကျွန်တော် FPS မမြန်ရလေတကယ်ကျွန်တော်60တို့90တို့120တို့ပဲဒီကောင်မမြန်ရလေတကယ်ကျွန်တော် game ကလည်းတော်တော်လေးကိုစော့ကောင်းနေတော်တော်လေးကိုချုံးမွေးလေးပဲဖြစ်ပါတယ်ဗျာ apple graphic ကိုကြည့်ရမယ်ဆိုရင်ရုပ်ထွက်ကိုပြောတာဖြစ်ပါတယ် game ကိုကောင်းကောင်း smooth စော့ခြင်းနဲ့ဆိုရင်တော့အောက်ကပေါ့ဗျာ FPS မမြန်ရရမှာဖြစ်ပါတယ်လက်ရှိပေါ့ဗျာကျွန်တော်ဒီဖုန်းမှာကြည့်မယ်ဆိုရင် smooth ကို ultra ရတာမျိုးရှိပါ ါတယ်။ဒါပေမဲ့ကျွန်တော်ဒီဖုန်းမှာပဲပေါ့ဗျာလာမယ့် update version 3.9ရဲ့ beta version ကို install လုပ်ထားတာမျိုးရှိပါတယ်။သူ့ရဲ့ graphic ထဲမှာသွားကြည့်လိုက်မယ်ဆိုရင် super smooth ဆိုပြီးမှ setting အသစ်တစ်ခုတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီရဲ့ super smooth ကိုရွေးလိုက်တယ်ဆိုရင်ကျွန်တော်ဒီဖုန်းမှာပဲပေါ့ဗျာ fps extreme ပေါ့ဗျာ60 fps နဲ့ကျော်ဆော်လို့ရတာမျိုးရှိပါတယ်။ပုံမှန် smooth မှာထားဆိုရဲဆိုရင်တော့ ultra အထိပဲတွေ့မြင်ရတာမျိုးရှိပါတယ်။ time ပေါ့ဗျာ super smooth မှာထားလိုက်တယ်ဆိုရင်တော့ extreme ပေါ့ဗျာ60 fps နဲ့ဆော်လို့ရတာမျိုးရှိပါတယ်။ဒါပေမဲ့အားနည်းချက်တစ်ခုကတော့ဗာလဲဆိုတော့ super smooth မှာထားလိုက်တဲ့အတွက်ပေါ့ဗျာ graphic quality ကတော့နည်းနည်းကျသွားမှာဖြစ်ပါ Operation Lite version ပုံစံပေါ့ဗျာတိုင်းမဲ့လေ FPS ကိုငွေကြေးများများရရှိမှာဖြစ်ပါတယ် Extreme 60 FPS ရရှိမှာဖြစ်ပါတယ်ဒီလိုပုံစံထည့်ပေးလိုက်တာလေတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ပုံမှန်ပေါ့ဗျာ60 FPS နဲ့ဆိုရင်ရတဲ့ငွေကြေးနေအနေနဲ့ Super Smooth ထားရင်မှာပေါ့ဗျာ60 FPS ကိုကောင်းကောင်းဆိုးနိုင်မှာဖြစ်ပါတယ်ရုပ်ထွက်ပိုင်းမှာတော့ငွေကြေးနည်းနည်းတိခမ်းရမှာဖြစ်ပါတယ်တိုင်းမဲ့လေပေါ့ဗျာ60 FPS ရတယ်ဆိုရင်လည်းမစိုးလို့ပြောလို့ရပါတယ်ဂိမ်းမှာတော်တော်လေးကိုစောရအဆင်ပြေမှာဖြစ်ပါတယ်လာမယ့် Update version 3.9မှာချိမယ်ဆိုရင်တော့ဖုန်းတော်တော်လေးအများစုအနေနဲ့ပေါ့ဗျာလက်ရှိတော့ 60fps မရတဲ့ဖုန်းတွေအကုန်လုံးနှီးပါပေါ့ဗျာ 360 fps ရဖို့အခွင့်အလမ်းတော်တော်လေးကိုများလာဖြစ်ပါတယ်။ဒီရဲ့ super smooth setting ကိုကြည့်ရမယ်ဆိုတော့ဖုန်းအနိုင်ညီမှလည်းမဟုတ်ပါဘူး။ဖုန်းအားလုံးပေါ်ရလုံးဝချော flagship ဖုန်းတွေမှာလည်း super smooth setting ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါဆိုတကယ်ကျွန်တော်ဒီရဲ့ feature နဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။နောက်တစ်ခုကတော့ PUBG Mobile လာမယ့် premium grade ရောင်းမယ့်ဖုန်းအစ်တမှာဘယ် gun skin ကိုတွေ့မြင်ရမလဲဆိုတော့ Mesia ရှိပါတယ် M16 E4 ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဟုတ်ပါတယ် skin ပုံစံအနေထောက်ကြည့်ရမယ်ဆိုရင်တော့တော်တော်လေးကိုလမ်းနာမျိုးရှိပါတယ်။ကျွန်တော်ကတော့နှစ်သက်ပါတယ်တိုင်းမဲ့လေပေါ်ရ M16 E4 ကတော့အကင်နေတာမျိုးရှိပါတယ်။ဒီနေရာမှာကျွန်တော် unfold ပြလိုက်တယ်ဆိုတော့ဘလောက်ကောင်းမလဲပေါ့ဗျာ time မဲ့လည်း ER ပေးနေတယ်ဆိုတော့မစိုးလို့ပြောလို့ရပါတယ်ပန်တို့မှာချီတီတို့လည်းပေးလို့ရတာမျိုးရှိပါတယ်ဒါပေမဲ့ပန်တို့မှာချီတီတို့မပေးတာကန်ကောင်းလို့ပြောလို့ရပါတယ်ဒီလိုမှာတကယ်ချင်းတော့အနေနဲ့ရော M16 နေပါတယ်ကင်ဖြစ်လာပေါ့ဗျာ auto attachment တက်ပြီးပြတယ်ဆိုတော့ဒီကောင်းနဲ့တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် disk နဲ့ပတ်သက်ပြီးမှတကယ်ချင်းတော့ဘလို့မြင်လဲပေါ့ဗျာကြိုက်လားမကြိုက်ဘူးလား comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျာ